ွဲမှာဆုံရခြင်းဆယ်လီဟင်းသူအောင်တချင်းဆိုနေတဲ့အပေါ်အခုလိုပြုံမှုခဲ့တဲ့အောင်ရင်လင်ပရိသတ်များအောင်မဲမင်္ဂလာပါရှင်အောင်ရင်လင်ဆိုတော့မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသားတွေထဲမှာဆိုတယောက်အပါအဝင်ဖြစ်ပါတယ်မင်းသားမင်းသမီးတွေကအမှုပညာရှင်ဆက်စစ်ဖြစ်ကအမှုပညာလောကမှာဆို level တစ်ခုပုံမြင်နေလို့ကိုဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့အမှုပညာရှင်တွေနဲ့အပြိုင်ဆယ်လီတချို့ကလည်းနေရာဝင်ယူလာခဲ့တာဖြစ်ပါတယ်ဒါပြင် ပွဲရှင်တွေက အနုပညာရှင်တွေနဲ့ဆယ်လီတွေကိုယောဂပွဲမှာဖိတ်လာတာမျိုးလည်းရှိလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကမန္တလေးပွဲမှာဆိုရင်လည်းအောင်ရင်လင်းကဟိန်းသူအောင်နဲ့အတူ ပွဲတော်ပွဲတွေဖျော်ပြခဲ့ရတာဖြစ်ပါတယ်။ဟိန်းသူအောင်နဲ့အောင်ရင်လင်းတို့ကမန္တလေးမြို့ရဲ့နာမည်ကြီးဖြစ်တဲ့ဗေဒရွှေကြလက်ဖက်ကနေဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဗေဒရွှေကြကကထိန်ခင်းတာဖြစ်ပြီးအဆိုပါပွဲမှာဆယ်လီတွေရောမင်းသားတွေပါဖိတ်ထားခဲ့တာဖြစ်ပါတယ်။ဆယ်လီတွေနဲ့အနုပညာရှင်ကြီးတွေကိုအတူဖျော်ပြခိုင်းတာလည်းရှိပါတယ်။ ဒါပေမဲ့ဆဲလီတွေအနေနဲ့မင်းသားအောင်ရင်လင်းရဲ့ပြိတ္တဝန်ရမှုကိုတော့မမိကြပါဘူး။အောင်ရင်လင်းကတချင်းမစိုးတက်ပြီးမင်းအစိုးရပွဲမှာတချင်းတွေပါတီးဆိုပေးရတာပါ။တချင်းဆိုတဲ့အချိန်မှလည်းစူချင်းငွေတွေအများကြီးကိုချီးမြှင့်ကြတာပါ။တိန်ကို20 30ချီးမြှင့်က အနေကြီးတွေက အပြန်အဆိုင်ငွေတွေအနေကြတာဖြစ်ပါတယ်။အောင်ရင်လင်းအလဲပြီးတဲ့အချိန်မှာဆဲလီဟိန်းသူအောင်ကလည်းတချင်းဆိုရရပါတယ်။ သူကစင်မောမှာစူနေတာကိုဘေးနားကနေအောင်ရဲလင်းကထိုင်ပြီးနားထောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။အောင်ရဲလင်းလိုမင်းသားကြီးအရှိမတချင်းဆိုရတာသူအတွက်တော့ဝင်ပြီးစေပါတယ်။ရှင်နေရမျိုးလည်းရှိတာမို့စိတ်ထဲမှာတမျိုးကြီးဖြစ်နေကြတာပါ။ဒါပေမဲ့အောင်ရဲလင်းကမထင်မထားလောက်အောင်စိတ်သဘောထားပြေဝသူဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။အင်းတို့ကတချင်းစုံနေချိန်မှာအောင်ရဲလင်းကစိတ်မဝင်စားသလိုအပြုံမျိုးလေးလုံးဝမလုပ်ပါဘူး။ အိန္ဒုအောင်တချင်းဆိုရာကိုတကယ်စိတ်ဝင်စားတဲ့ပုံစံနဲ့နားထောင်နေကြတာဖြစ်ပါတယ်။တချို့အမှုပညာရှင်တွေနဲ့မင်းသားမင်းသမီးတွေကသူတို့ထက်အစင်းနေတဲ့သူတွေနဲ့မရင်းနေတဲ့သူတွေတချင်းဆိုနေရင်ဖုံသုံးနေတာမျိုးလောက်တတ်ကြပါတယ်။အလုံးများနေသလိုစိတ်ဝင်စားသလိုလောက်တတ်တာပါ။ဒါပေမဲ့အောင်ရင်လင်းကတော့ဟိန်းသူအောင်တချင်းဆိုရာကိုပြုံပြုံကြီးထိုင်ကြီးကလက်ခုပ်တီးကအပေးနေကြတာဖြစ်ပါတယ်။တချင်းဆိုနေတဲ့တခြားလုံးအောင်ရင်လင်းကလက်ခုပ်တီးကပရိသတ်တွေနဲ့အတူလိုက်အပေးတာပါ အခုလောအောင်ရင်လင်းကအပိရာကိုတီးရတဲ့အတွက်အိမ်သူအောင်လင်းအတိုင်းမတီးအောင်ကိုဝမ်းသာနေတာပါ။အောင်ရင်လင်းလုံအမှုပညာရှင်စီကနေအခုလောအပိခံရလိမ့်မယ်လို့မထင်ထားတာကြောင့်ပါ။အောင်ရင်လင်းကမမနာလည်းမရှိပဲပြုံးရွှင်ကကြည်နေတာကဟိန်းသူအောင်လုံတသက်စာအစရောအတွက်တော့အားဖြည့်စီရပါတယ်။သူဆိုတာကိုနိုင်ငံကျော်မင်းသားကတော့အပိရလို့ခုံယူနေရတာပါ။ဒါကြောင့်မို့မင်းသားအောင်ရင်လင်းကလက်ခုပ်တီးအပိနေတာချစ်စရာလေးဗျာ။ ကိုကြီးအောင်ရင်လင်းနဲ့ဒုတိယအကြိမ်ဆုံးဆိုပြီးဟိန်းသူအောင်ကရေးသားထားတာဖြစ်ပါတယ်။အောင်ရင်လင်းကအဆိုပါပွဲမှာပြုံးပြုံးကြီးနဲ့ထိုင်နေတာကြောင့်ပွဲလာသူတိုင်းကမချီကျူးပွဲကိုမနေနိုင်ပါဘူး။သူကိုယ်တိုင်တချင်းဆိုတဲ့အချိန်လေးအပြုံးမပြတ်သလိုတွေ့သမျှပရိသတ်ကိုလည်းပြုံးပြကလိုင်းနှုတ်ဆန်နေတာပါ။ဒါပြင်ဟိန်းသူအောင်တို့လိုဆယ်လီတွေတောင်ကျောမော့အောင်ဝယ်စင်ကပွဲတက်လာပြီးမြေသူကတော့ပစိုးနဲ့တီရှပ်အဖြူရောင်လေးကိုသာဝယ်စင်ကပွဲတက်လာခဲ့တာဖြစ်ပါတယ်။ အောင်ရင်လင်းကအယိုးရှင်ဆုံးပွဲတက်လာတာမို့အားလုံးကချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ဟိန်းသူအောင်ပေါ်မှာအောင်ရင်လင်းရဲ့ဆက်ဆံမုံကိုဘယ်လိုမြင်လဲဆိုတာကောမမှာပြောပြပေးခဲ့ကြပါအောင်ရှင်။